ဓာမိုးထားတဲ့ရွေးကောက်ပွဲမှာတရားဆိုတာမရှိနိုင်ပါဘူး။စစ်တွင်းကာလရွေးကောက်ပွဲမှာတရားဆိုတာမရှိနိုင်ပါဘူး။တရားဆိုရမှာအမှန်တရားလည်းမရှိနိုင်ပါဘူး။တရားမျှတမှုလည်းမရှိနိုင်ပါဘူး။တရားဝင်မှုလည်းမရှိနိုင်ပါဘူး။အဲ့ဒီတရားသုံးခုစလုံးမရှိနိုင်ပါဘူး။ဒီရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးဆိုတာကိုပြည်သူလူထုအများနားလည်သဘောပေါက်အောင်အထူးရှင်းပြနေဖို့တောင်းမှမလိုဘူးထင်ပါတယ်။အားလုံးသိပါတယ်။ပြည်ပနိုင်ငံတချို့တလေကတရားဝင်အတိမတ်ပြုကျင်နေတာကိုဟန်တားဖို့ဆိုတာကလည်း တိတ်မလွဲပြားမအောင်သူတို့ကမတိလို့အတိမတ်ပြုတ်ကျင်နေတာမှမဟုတ်တာတိတိနဲ့ကိုအတိမတ်ပြုတ်ဖို့ချောက်နေတာဖြစ်တဲ့အတွက်ရေကောက်ပွဲရဲ့မတရားမှုတွေကိုထောက်ပြတဲ့နီးနဲ့သူတို့ကိုဟန်တားဖို့ဆိုတာတိတ်မလွဲတော့ပါဘူးဆိုလိုတာကအတိမတ်ပြုတ်ကျင်တဲ့သူကပြုတ်ကိုပြုတ်မှာပါပဲအတိမတ်မပြုတ်ကျင်တဲ့သူကလည်းဘာပြောပြောပြုတ်မှာမဟုတ်ပါဘူးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရင်းဆိုင်အန်တုဖို့စဉ်းစားကြတဲ့အခါမှာနီးနှစ်နီးကိုစဉ်းစားကြတာတွေ့ရပါတယ် ပထမနေ့ကတော့လူလူနေ့ပါဒုတိယနေ့ကလက်နက်ကင်နေ့ပါလူလူနေ့ကရွေးကောက်ပွဲကိုမဲမပေးတဲ့နေ့ပါဒီနေ့ကိုပြောဆိုကြတော့ရွေးကောက်ပွဲကိုမဲမပေးရင်ဖမ်းလိုက်မယ်ဆိုတဲ့အတန်းကြဲကြဲလောင်လောင်ထွက်လာပါတယ်လူများကကြောက်လို့မဲပေးကြရမှာပဲတဲ့တကယ်တော့အဲ့ဒါဟာမဲမထည့်ပဲနေမှာဆိုလို့ချိန်ချောင်းနေတာပါရွေးကောက်ပွဲမဲမထည့်တဲ့လူကိုဖမ်းဆီးတဲ့အဖြစ်အပျက်မျိုးတိတ်များများဆဆဖြစ်လာလိမ့်မယ်လို့မထင်ပါဘူးဘာကြောင့် များများဆဆဖြစ်လာမှာမဟုတ်တယ်ဆိုတာကိုရှင်းပြပါမယ်။ရွေးကောက်ပွဲမဲထဲတဲ့သူမဲမထဲတဲ့သူကိုခွဲခြားပြီးတော့တည်နိုင်တဲ့အခြေဟာမဲယုံပိတ်ပြီးမှတည်နိုင်တာပါ။သူတို့ကမဲမထဲတဲ့သူကိုဖမ်းချုပ်မယ်လို့ပြောနေတာကမဲမထဲပဲနေမှာဆိုလို့ပြောနေတာပါ။ဒါပေမဲ့မဲယုံမပိတ်မချင်းမှာမဲထဲသလားမထဲသလားဆိုတာကိုခွဲခြားမရသေးတဲ့အတွက်မဲမထဲတာကိုအကြောင်းပြုပြီးတော့ဖမ်းဖို့အလွန်ခက်ပါတယ်။ညနေမဲယုံပိတ်ခါနီးမှာ မဲထဲတာလည်းဖြစ်ချင်းဖြစ်နိုင်ပါသေးတယ်။အဲ့တော့ညနေမဲယုံပိတ်တဲ့အထိစောင့်ကြည့်ပြီးတော့မဲယုံပိတ်တဲ့အထိမဲမပေးတဲ့သူတွေကိုလိုက်ဖမ်းမှာပါလား။အဲ့ဒီအချိန်ကျမှမဲမထဲတဲ့သူတွေကိုလိုက်ဖမ်းနေလို့သူတို့အတွက်ဘာအကျိုးရှိမလဲ။ရွေးကောက်ပွဲကြီးမြို့ဒုက္ခဖြစ်ုံမှတပါးနာမည်ပြည့်ုံမှတပါးသူတို့အတွက်ဘာမှအကျိုးများကြာမရှိတော့ပါဘူး။အဲ့ဒါကြောင့်မဲယုံပိတ်ပြီးမှလိုက်ဖမ်းတာမျိုးကိုသူတို့လုံမှာမဟုတ်ပါဘူး။မဲမထဲလို့လူတွေကိုလိုက်ဖမ်းတယ်ဆိုတာမျိုးဟာ ရွေးကောက်ပွဲစီစဉ်တဲ့သူတွေအတွက်ရှက်စရာအကောင်းဆုံးနာမည်အပြည့်ဆုံးအဖြစ်အပျက်မျိုးပါအဲ့ဒီအဖြစ်အပျက်မျိုးကိုသူတို့စေုပ်စုဟာတတ်နိုင်တယ်လို့ရှောင်ရှားခြင်းနဲ့ဆန္ဒရှိကြမှာပါနောက်တစ်ချက်ကမဲမထက်ရင်ဖမ်းလို့ရတယ်ဆိုတော့ဥပဒေမရှိပါဘူးမဲမထက်တာဟာလူတိုင်းရဲ့အခွင့်အရေးပါမဲထက်ခွင့်ရှိတယ်လို့မဲမထက်ခွင့်လည်းရှိပါတယ်အဲ့ဒါကြောင့်မဲမထက်ရင်ဖမ်းမယ်ဆိုတာဟာဥပဒေနဲ့လုံးဝမညီတဲ့ပြောဆိုချက်ဖြစ်ပါတယ် ဒီစစ်အုပ်စုဟာဥပဒေနဲ့ညီညီမညီညီသူတို့ဖမ်းကျင်ရင်ဖမ်းနေတာပဲမဟုတ်လားလို့တချို့ကပြောကြပါလိမ့်မယ်အဲ့ဒါမှန်ပါတယ်ဥပဒေနဲ့မညီလဲသူတို့ဖမ်းကျင်ရင်ဖမ်းတာပါပဲဥပဒေနဲ့ညီရင်လဲသူတို့ဖမ်းကျင်လို့ရှိရင်ဖမ်းတာပါပဲဒါပေမဲ့အခုဟာကဖမ်းလို့လဲသူတို့အတွက်အကျိုးမရှိနိုင်တဲ့အခြေအနေပါမဲမထက်လို့ဖမ်းနေဆိုတဲ့သတင်းတွေတက်လာရင်သူတို့တော်တော်ကြီးအချက်ကွဲပါပြီအဲ့ဒါကြောင့်ဖမ်းမှုအကြောင်းတော်တော်နှဲပါတယ်မကျေနပ်လွန်းလို့အမြင့်ကပ်လွန်းလို့ဖမ်းခဲ့လို့ရှိရင်လဲ ဲ့ဒါမျိုးကနည်းနည်းပါးပါးပဲရှိပါလိမ့်မယ်။မဲမထက်တာဟာအကြောင်းမျိုးမျိုးရှိနိုင်ပါတယ်။မဲထက်မဲ့နေ့ကြမှာစမ်းမရေမကောင်းလို့မဲယုံကိုမသွားနိုင်လို့မထက်ရတာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒါကိုဘာပုံမှန်နဲ့မှဖန်ဆီးလို့မရပါဘူး။မဲထက်မဲ့နေ့မှာကိုယ်ပုတ်ကလိကအရေးပေါ်ကိစ္စပေါ်လာလို့မဲမထက်နိုင်တာမျိုးလည်းရှိနိုင်ပါတယ်။အဲ့ဒါကိုဘာပုံမှန်နဲ့မှဖန်ဆီးလို့မရပါဘူး။ဘဲပါတီကိုမှကိုမကြိုက်လို့မဲမထက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။အဲ့ဒါကိုလည်းဘာပုံမှအနေမှာဖက်စီလို့မရပါဘူး။နောက်တစ်ခုကလုံခြုံရေးရဆိုရင်တော့ ဘုံပေါက်မှာစိုးရင်လို့တနက်နဲ့ပြစ်ခတ်တာမျိုးလုံမှာစိုးရင်လို့မဲသွားမထဲ့တာမျိုးလဲဖြစ်နိုင်ပါသေးတယ်။အဲ့ဒါကိုလည်းဘာပုံမှာနဲ့မှဖန်ဆီးလို့မရပါဘူး။နောက်တစ်ချက်ကတော့တရက်ကွက်လုံးကတဏီကုံမှာမဲယုံကိုမသွားဘဲနေပြီးတော့မဲယုံပိတ်ခါနေကြမှာတရက်ကွက်လုံးမဲယုံကိုစုပြုံပြီးတော့သွားလို့လည်းရပါတယ်။အဲ့ဒါဆိုရင်မဲယုံပိတ်ခါနေမှာအဲ့ဒီလူတွေကိုစုပြုံပြီးတော့မဲထက်ခိုင်းဖို့အားလုံးလူကုံအောင်မဲထက်ခိုင်းဖို့ဆိုတာတိတ်ခတ်သွားပါပြီ။မဲယုံကိုတတ်မှတ်ချိန်ထက် အများကြီးကြော်လွန်ပြီးတော့ဖွင့်လာဟာလဲဥပဒေရတရားမဝင်ပါဘူးအဲ့ဒါကတော့မဲပေးတဲ့စနစ်ကိုအနှောက်ယှက်ပေးနိုင်တဲ့နည်းပါအဲ့ဒါလိုနည်းတွေနဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကောက်ွယ်လို့ရပါတယ်ဒါတွေဟာအန်တရဲအ ਨੇ စုံနှောက်ယှက်တဲ့နည်းတွေပါဒါပေမဲ့အဲ့ဒီနည်းတွေဟာရွေးကောက်ပွဲကိုအကြီးကျယ်အနှောက်ယှက်ဖြစ်အောင်တိတ်ခါကြအောင်စန့်ကျင်ကောက်ွယ်တဲ့နည်းတွေသာဖြစ်ပါတယ်အဲ့ဒီနည်းတွေကိုသုံးလို့လေရွေးကောက်ပွဲလုံးဝပြတ်သွားလိမ့်မယ်လို့တော့မထင်ပါဘူးဘာကြောင့်လဲဆိုတော့ဘသူမဲထက်ထက်မထက်ထက် မဲထဲပါတယ်လို့လိန်ပြောပြီးတော့သူတို့လိုချင်တဲ့ရလက်ကိုဆဲအုပ်စုကကြင်ညာဖို့ပြင်ဆင်ပြီးသားဖြစ်နေတယ်လို့ယူဆလို့ပါအခုချိန်မှာရွေးကောက်ပွဲကိုလုံးဝပြစ်အောင်ဖျက်ဖို့အတွက်ကနောက်ကျသွားပြီလို့ပဲထင်ပါတယ်နောက်တနည်းကတော့ရွေးကောက်ပွဲကိုလက်နက်နဲ့စန့်ကျင်တဲ့နည်းပါအဲ့ဒီနည်းကိုတော့လက်နက်ကန်အဖွဲ့အစည်းတချို့ကလုတ်တန်တလောက်လုတ်ကြလိမ့်မယ်လို့ယူဆရပါတယ်ဥမာဖြင့်မဲယုံမှာဘုံဖောက်တာမျိုးတွေပါဒါမှမဟုတ်ဘုံဖောက်မယ်လို့သတင်းလွှင့်ချိန်ချောက်တာမျိုးပါဒါမျိုးကလည်းတကယ်လို့မှလားချိန်ချောက်ရုံတက်တက်ဖယ်လားဆိုတော့ခွဲခြားအခက်ပါလိမ့်မယ် ဒီနေ့ကလည်းရွေးကောက်ပွဲကိုတစုံတရာအနှောက်အယှက်ပေးနိုင်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီနေ့ကလည်းရွေးကောက်ပွဲကိုလုံးဝပြတ်သွားအောင်ဖြစ်နိုင်လိမ့်မယ်လို့တော့မထင်ပါဘူးအဲ့ဒါကြောင့်ဘယ်နည်းကိုပဲသုံးတည်ဖြစ်စေရွေးကောက်ပွဲကိုစေုပ်စုကဖြစ်မြောက်တယ်အောင်မြင်တယ်လို့ကြေညာမှာကိုတော့ဟန်တားနိုင်ဖို့တားဆီးနိုင်ဖို့တော်တော်ခက်သွားပြီတော်တော်နောက်ကျသွားပြီလို့ပဲမြင်ပါတယ်စေုပ်စုဟာပြည်သူလူထုကြီးတရားလုံးကမလိုလားတဲ့ကန့်ကွက်ခဲ့ကြတဲ့2008အခြေခံဥပဒေဆန္ဒခံရင်ဝဲကိုတောင်မှ 62.64ရာခိုင်နှုန်းကထောက်ခံပါတယ်လို့မျက်နှာပြောင်ပြောင်နဲ့ကြေညာခဲ့ပါတယ်အခုလဲအဲ့ဒါလိုနှီးမျိုးကိုတုံးဖို့ဝင်လေးမှာမဟုတ်ပါဘူးဒါပေမဲ့တေချာလာတစ်ခုကတော့မြန်မာနိုင်ငံမှာလုပ်တဲ့ရွေးကောက်ပွဲအားလုံးရဲ့တမိုင်းမှာတော့အခုရွေးကောက်ပွဲဟာတရားမျှတမှုမရှိဆုံးရွေးကောက်ပွဲအဖြစ်တမိုင်းမှတ်တမ်းတင်လာလိမ့်မယ်ဆိုတာပါပဲပြည်သူကိုမဲမထက်ရင်ဖတ်မယ်လို့ချိန်ချောက်အတန်ထုတ်ဖွင့်ပြီးမှလုပ်တဲ့ရွေးကောက်ပွဲဟာဘလို့နည်းနဲ့မှတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်နိုင်ပါဘူးဒီရွေးကောက်ပွဲကို အောက်လန်းကနေဖြက်ဝင်နေရယူဖို့ကြံစီနေတဲ့ပါတီတွေရှိနေတာကိုလည်းပြည်သူလူထုအများကမြင်နေသိနေပြီးပါပြီအခုဒီရွေးကောက်ပွဲမှာ ဝင်ပါမဲ့ပါတီအကုန်လုံးဟာအဲ့ဒါလိုအောက်လန်းနေနဲ့အာနာကိုတယောက်ရရနှစ်ယောက်ရရရသလောက်ဝင်ယူမယ်ဆိုရဲကိုကျိုးရှာပါတီတွေကြီးပါပဲဒီရွေးကောက်ပွဲမှာဝင်ပါတဲ့ပါတီအားလုံးဟာကိုသမိုင်းကိုရည်တဲ့ပါတီတွေကြီးပါပဲအဲ့ဒီပါတီတွေအားလုံးဟာကိုကျိုးရှာ တကူကောင်းသမားတွေရဲ့ပါတီအဖြစ်နဲ့ပဲတမိုင်းမှာမှတ်တမ်းတင်ခံကြရတော့မှာပါပြည်သူအပေါ်မှာစေတနာကောင်းထားပြီးတော့ဝင်ပါတဲ့ပါတီဆိုတာတပါတီမှမရှိပါဘူးအခုချိန်မှာဘလို့ပဲအကြောင်းပြပြဘလို့ပဲခုခံကာကွယ်ပြောဆိုနေကြပါစေနောက်တစ်ချိန်မှာဒီလောက်ဖောက်ပြန်တဲ့ရွေးကောက်ပွဲမှာဝင်ခဲ့တဲ့ပါတီအလုံးကိုပြည်သူလူထုကအဲ့ဒါလိုပဲမှတ်တမ်းတင်တတ်မှတ်ကြလိမ့်မယ်ဆိုတာအချိန်ကြာလေးပိုထင်ရှားလာလေးဖြစ်လာမှာပါ2015ရွေးကောက်ပွဲမှာ NDF ပါတီက နေရနည်းနည်းပပရတဲ့နီးမျိုးနဲ့ဒီပွဲမှာလည်းနေရနည်းနည်းပပတော့ရလိမ့်မယ်လို့မျှော်လင့်ချက်ထားပြီးတော့ဝင်ပြိုင်တဲ့ပါတီတွေလည်းအသေးကွဲကြရအောင်ပါပါ။ဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲမှာဝင်ပါတဲ့ပါတီအလုံးကိုပြည်သူလူထုကကြက်ဖွက်ပါတီနဲ့ဒန်းတူရွှန်ရှာဆက်ဆုပ်နေကြလို့ပါ။ကြက်ဖွက်ပါတီကိုမဲမရအောင်ပြည်သူလူထုကကြက်ဖွက်အစားငါတို့ပါတီကို ပုံအောင်မဲထဲလောက်ကောင်းရဲဆိုပြီးမျှော်လင့်ချက်ထားတဲ့ပါတီတွေ ဒီပွဲမှာအလုပ်ဖြစ်မှာမဟုတ်ပါဘူးအဲ့ဒီပါတီတွေကလူအနှဲငယ်လွတ်တော်တွေကိုရောက်သွားရင်လဲအဲ့ဒီလူတွေဟာကြက်ဖွန်ကလူတွေနဲ့ဘာမှအထူးခြားမှာမဟုတ်ပါဘူးစစ်ဘိုင်းလွတ်တော်တွေမှာဒေါအောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်မှမယ်မယ်ရဲဘာမှမလုပ်နိုင်ပါဘူးအခုလာမဲ့လွတ်တော်ကတော့စစ်ဘိုင်းလွတ်တော်မဟုတ်ပါဘူးစစ်တပ်90ရာခိုင်နှုန်းပါတဲ့လွတ်တော်ဖြစ်လာမှာပါအဲ့ဒီအထက်မှာရောက်တဲ့လွတ်တော်အမတ်ဟာအကျယ်ကျုပ်အချုပ်ခံရတယ်လို့ဖြစ်နေပါလိမ့်မယ်ကြက်ဖွန်အလိုကြား စစ်တပ်အလို့ကြစကားကိုပဲပြောကြရပါလိမ့်မယ်လွတ်တော်ထဲမှာရီရီရာရာစကားပြောရင်အဖမ်းခံရတဲ့အထိသူတို့အတွက်အိမ်မက်ဆိုးတွေထွက်ပေါ်လာပါလိမ့်မယ်အဲ့ဒီအချိန်ကျမှမတရားအဖမ်းစီးခံရပါတယ်လို့ထအော်ရင်လည်းဘယ်ပြည်သူကမှသနာမှာမဟုတ်ပါဘူးအခုရွေးကောက်ပွဲနဲ့ထွက်ပေါ်လာမဲ့လွတ်တော်ရဲ့အခြေအနေဟာအဲ့ဒါလောက်အထိဆိုးွားပါလိမ့်မယ်အလွန်ဆိုးွားတဲ့အခြေတစ်ချက်ကိုထောက်ပြစရာရှိပါသေးတယ်အဲ့ဒါကတော့လွတ်တော်ကိုယ်စားလှယ် နေရာ90ရာခိုင်နှုန်းလောက်အတွက်ပဲရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်တယ်ဆိုရင်တောင်မှသူတို့စစ်သားတမတ်သားဝေစုကိုတော့လွှတ်တော်ထဲမှာအပြည့်ဝန်ထမ်းခိုင်းမယ်ဆိုတော့အချက်ပါပဲဆိုလိုတာကလွှတ်တော်ကိုယ်စားလှယ်နေရာ90ရာခိုင်နှုန်းကိုပဲရွေးကောက်ပွဲကျင်းပနိုင်တဲ့အတွက်အဲ့ဒီ90ရာခိုင်နှုန်းရဲ့တမတ်သားကပဲလွှတ်တော်ထဲမှာဝန်ထမ်းမယ်ဆိုတာမျိုးမဟုတ်ပါဘူးတနိုင်ငံလုံးမှာရှိတဲ့တမတ်မဲဆန္ဒနယ်မြေအလုံးမှာရှိတဲ့ကိုယ်စားလှယ်နေရာစုစုပေါင်းရဲ့ 25ခိုင်နှုန်းနဲ့ညီတဲ့စစ်သားကိုယ်စားလှယ်တွေကလွှတ်တော်တွေဝင်ထိုင်มาပါ အရင်ရွေးကောက်ပွဲနဲ့အရင်လွှတ်တော်တွေမှာကလေးကသူတို့အဲ့ဒါလိုပဲလှုပ်ခဲ့ကြတာပါအဲ့ရောရွေးကောက်ပွဲကျင်းပနိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်အရေးအတွက်စုစုပေါင်းထက်တောင်မှစစ်သားကိုယ်စားလှယ်အရေးအတွက်ကပူချင်းပူနေနိုင်ပါတယ်အဲ့ဒါလိုရွေးကောက်ပွဲနဲ့အဲ့ဒါလိုလွှတ်တော်မှာဘလို့တရားမျှတမှုမျိုးကိုများ မျောလင့်ခြင်းပါလိမ့်တယ် အဲ့ဒါတော့မတရားလုပ်တဲ့ရွေးကောက်ပွဲကနေဘလို့တရားဝင်မှုမျိုးကိုရရနိုင်ပါပါလဲတရားဝင်မှု legitimacy ကိုပေးကိုပေးဖို့ထိုင်ဆောင်နေတယ်ဆိုတော့နိုင်ငံတချို့ကအတိမတ်ပြုတာမျိုးရာကောင်းရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါဟာအစ်စ်မှန်မဟုတ်ပါဘူးနိုင်ငံအများစုကဒါဟာမတရားတဲ့ရွေးကောက်ပွဲတရားမဝင်တဲ့ရွေးကောက်ပွဲဆိုတာကိုသိပြီးသားပါပြည်သူလူထုကပေးတဲ့တရားဝင်မှု legitimacy ဆိုတာကတော့လုံးဝကိုမရနိုင်ပါဘူးပြန်ချုပ်ရရင်တော့ ဓာမို့ထားတဲ့ရွေးကောက်ပွဲမှာအမှန်တရားတရားမျှတမှုတရားဝင်မှုဘာတစ်ခုမှမရှိနိုင်ပါဘူး